ခက်ခဲထင်းငော့ကြံ့ကြာနေတာတွေမလို့အဖဲနဲ့ကြံ့ကြာထင်းငော့နေတာတွေပြေပြောက်အောင်ကိုယ်ရည်ရွယ်ချက်ကိုယ်ညွန်မှန်းချက်အောင်မြင်အောင်လုပ်ဖို့ရည်ရွယ်လေးတစ်ခုနော်ကံပီရာအစီအစဉ်လေးတစ်ခုပြောချင်ပါတယ်ဆိုကြပါစို့ကြွေပကံများလေးတစ်ချက်တည်းမှာတောက်တူရည်ညာနှစ်ခွက်တင်လိုက်မယ်အဲ့ဒီခွက်ချင်းလေးထိထားမယ်အဲ့ဒီအတိုင်းမြတ်စွာဘုရားမှာလှူပြီးတော့ကိုယ်ဘယ်ကိစ္စအခက်ခဲထင်းငော့ကြံ့ကြာနေတာကိုဘလို့ဘလို့အခက်ခဲမဖြစ်ချင်ပါဘူးဘလို့အဆင်ပြေချင်ပါတယ်စသဖြင့်ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျာ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြည်သားစုများအားလုံးကိုစိတ်နှဖျားကြမ်းမာတည်တဲ့ကြမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝရိယသုံးချက်လုံးအားကောင်းအောင်လဲဂျိုပန်တော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမေတ္တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါရခင်ဗျာရှေးဥစွာကျွန်တော်မိတ်ဆွေ9ရသားသမီးအားလုံးဘယ်သူမဆို အရေးအကြောင်းကြုံရင်ကြုံတယ်လို့ကိုယ်တိုင်အလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီယာလက်ဆောင်လေးလက်ဆောင်ပါလိုက်ကြပါတယ်ဒီတစ်ချိန်လက်ဆောင်ပါကျင်တာကတူတူကိုကိုမှာအခက်ခဲအထင်တော့အကြီးနဲ့အသေးဆိုတာရှိတတ်တယ်ကိုပါလေးဖြစ်ချင်လိုက်တာပါလေးအောင်မြင်နေတယ်ဆိုတာလဲအကြီးနဲ့အသေးအရှိနေကြတာပေါ့ကျင်အဲ့တော့ခက်ခဲထင်းတော့ကြံ့ကြာနေတာတွေမလို့အဖဲနဲ့ကြံ့ကြာထင်းတော့နေတာတွေပြေပြောက်အောင်ကိုရည်ရွယ်ချက်ကိုညှော်မှန်းချက်အောင်မြင်အောင် လုပ်ဖို့ရေရာလေးတစ်ခုနော်ဂံဗီရအစီအစဉ်လေးတစ်ခုပြောချင်ပါတယ်ဒါလေးကျွန်တော်အလင်းတင်တယ်လို့ line ပေါ်မှာလည်းပြောဘူးတယ်ရေးလည်းရေးဘူးတယ်ပေါ့နော်ဒါလေးကလည်းကျွန်တော်မိတ်ဆွေတွေမှာအခက်အခဲကြုံရတယ်ဆိုတဲ့အခါကျတော့ပြိတ္တတွေအတွက်ကိုစဉ်းစားရင်းနဲ့ဒါကျွန်တော်ညံမှာကျွန်တော်ကောင်းမှာပေါ်လာတဲ့ဂံဗီရနီးလေးတစ်ခုဖြစ်ပါတယ်ဘာလို့ ਆ မလဲဆိုတော့သိပြီခရခက်စတော့မဟုတ်ပါဘူးတောက်တော်ရေချမ်းနှစ်ခွက်မြတ်စွာဘုရားမှာလှူအောင်တောက်တော်ရေချမ်းနှစ်ခွက်နှစ်ခွက်ဖြစ်ဖို့ပဲ ခွက်ကြီးကြီးသေးသေးပူပူရှိရှိနော်ဘာခွက်ဖြစ်ဖြစ်တောက်တို့ကြီးနှစ်ခွက်ဖြစ်ဖို့ပဲစင်တူတူမတူတူတောက်တို့ကြီးနှစ်ခွက်ခွက်ချင်းကိုထိရမယ်ခွက်ချင်းကိုတော့ထိထားရမယ်ဆိုကြပါတော့ကြွေပကံများလေးတစ်ချက်တည်းမှာတောက်တို့ကြီးညာနှစ်ခွက်တင်လိုက်မယ်အဲ့ဒီခွက်ချင်းလေးထိထားမယ်အဲ့ဒီတိုင်မြတ်စွာဘုရားမှာလှူပြီးတော့ကိုဘယ်ကိစ္စအခက်အခဲတင်းကိုကြံ့ကြနေတာဘလို့ဘလို့အခက်အခဲမဖြစ်ချင်ပါဘူးဘလို့အဆင်ပြေချင်ပါတယ်စသဖြင့်ဆူတောင်းမှုဖြစ်ပါတယ်ခင်ဗျအဲ့ဒါခြေနဲ့အောင်တော့ဆူတောင်းနော် ိုဖြစ်ချင်းလိုချင်ရချင်တဲ့ကိစ္စကိုစိတ်တဲ့အာယုံထဲမှာမြင်အောင်ပြီးတော့အသေးစိတ်ကြာကြာနာပိုင်မနေနိုင်ပြည့်ပြည့်စုံစုံစီကပတ်ကုန်းအဲ့လိုလေးတော့ဆူတောင်းရမယ်နော်ဘယ်ကိစ္စကိုဘယ်လိုဘယ်လိုဖြစ်စေချင်ပါလဲဘယ်လိုတွေတော့မဖြစ်စေချင်ပါဘူးဘယ်လိုအခြေအနေကောင်းနေကြုံလာပါသေးဘယ်လိုအခြေအနေတော့မကြုံပါသေးနဲ့အာဘသူတွေကဘယ်လိုဘယ်လိုကူညီပံ့ပိုးပါသေးဘသူတွေကတော့ကပရဲ့ပဲဒီမလုပ်ပါစေနဲ့စသဖြင့်ပြည့်ပြည့်စုံစုံလေးဆူတောင်းဖို့တော့အရေးကြီးပါတယ်အဲ့ဒါမှလည်းကျွန်တော်ရရကဘယ်ကိစ္စကိုဘယ်လိုအောင်ပေးရမယ်ဆိုတာသိမှာနော်အဲ့တော့ဒီရင်နဲ့အောင်ဆူတောင်းပြီးပြီ ်အာမိနစ်နော်နာယူဘက်တနာယူလောက်ရှိပြီဘုရားကိုလူထားပြီးတော့မှပြန်စွန့်မယ်စွန့်ပြီးတော့ဘာလုပ်ရမလဲဆိုတော့အဲ့ဒီမတော်တော်ကြီးနှစ်ခွက်မှာတစ်ခွက်ကအခုကိုရောက်နေတဲ့ကိုနေနေတဲ့နေရာအိမ်မဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်ရုံးမဲဖြစ်ဖြစ်ဆိုင်မဲဖြစ်ဖြစ်နော်ကိုရောက်တဲ့နေရာရဲ့ရှေ့မျက်နှာစာပိုင်းအတွင်းဖြစ်ဖြစ်အပြင်ဖြစ်ဖြစ်အဆင်ပြေလို့ပေါ့ရှေ့ပိုင်းကျင့်ပြီးတာပါပဲရှေ့မျက်နှာစာပဲပေါ့နော်အဲ့ဒါလောင်း မြေကြီးမှာလောင်းချနော်အစဉ်ပြေတဲ့နေရာမှာလောင်းမြေကြီးဆိုလို့လဲတချို့ကစကားကတည်းတယ်ကျမတို့ကခုနှစ်ထပ်တိုက်မှာနေတာဆီရှစ်ထပ်တိုက်မှာနေတာမြေကြီးမြေကြီးအစဉ်ပြေတယ်လို့ပဲရှေ့မှာလောင်းနော်ဟိုအင်းရှေ့မှာစိုက်ထားတဲ့ပန်းပင်နေတဲ့ပင်နေမှာလောင်းလဲရတယ်နော်အဲ့ဒါလောင်းရင်းနဲ့လဲထပ်ပြီးဆူတောင်းဘယ်ကိစ္စဘယ်အခက်အခဲကိုဘလို့ပြေလဲပြီးတော့ဘလို့ဘလို့အောင်မြင်နေမှာလဲကျန်တဲ့တစ်ခွက်ဟိုနောက်ဖက်မှာကိုအိမ်ရဲ့ကိုနေတဲ့နေရာရဲ့နောက်ဖက်မှာလောင်းပြီးတော့စွန့်ရမယ်အဲ့ဒီချိန်မှာလဲဆူတောင်းမယ်တောက်လို့ရေခွက်ကိုအိမ်နောက်ဖေးတွေပါတယ် တယ်မသွားကြင်လဲခွက်လှဲပြီးတော့သွားလောင်းလို့ရတယ်နော်အဲ့တော့အဲ့ဒီအချိန်မှာလဲဆူတောင်းမှုဖြစ်ပါတယ်အဲ့ဒီဥစ္စာလေးလေဘာမှလဲခရခဲ့စေမဟုတ်ဘူးငွေကုန်ကြီးကြလဲမများဘူးသို့တော်အော်စရာကောင်းတော့အောင်အစွမ်းထက်တယ်တဲ့အောင်မြင်ကြတယ်ဆိုပြီးတော့ပြန်ကျွန်တော်မိတ်ဆွေတွေစီကနေတုံ့ပြန်တဲ့အတန်တွေကျွန်တော်ပြန်ကြရပါတယ်အဲ့တော့တိပိသားမိတ်ဆွေများလည်းပဲအော်အဲ့ဒီနီးလေးငါတို့တိဘူးတယ်ကြားဘူးတယ်အောင်မြင်ဘူးတယ်ဟဲ့ဆိုပြီးထလောက်နိုင်အောင် မကြားဘူးသေးသောမိษွေများလည်းပဲကဲအခုရေးကြုံအခုလှူလို့ရပြီဟာလာမနေ့လာညနေလာနေခင်းလာတဲ့အစဉ်ပြေတဲ့အချိန်ဘယ်နေ့ဘယ်အချိန်မဆိုအစဉ်ပြေတဲ့အချိန်အစဉ်ပြေတဲ့နေရာမှာဆောင်ရွက်လို့ရပါတယ်ကို့အကိစ္စအရေးကြီးကြီးသလိုတနေ့နှစ်ကြိမ်သုံးကြိမ်လေးကြိမ်လှူနေလဲရတယ်နော်၅ကြိမ်၆ကြိမ်9ကြိမ်လှူနေလဲရတယ်နော်တော်တော်ကြီးကျန်လှူတာပဲဥစ္စာနော်ကဲအဲ့ဒီရောဘာအရေးကြောင်းမဲ့ညုံညုံကို့အတွက်ပဲဖြစ်ဖြစ်မိသားစုတွေကတစုံတစ်ယောက်အတွက်ပဲဖြစ်ဖြစ်အရေးကြောင်းကြုံနေကြတယ်ဆိုရင် အဲ့ဒီကံပီရာနီးလေးနဲ့အတူအဆင်ပြေချောမွေ့ကြပါစေအောင်မြင်မှုများရရှိနိုင်ကြပါစေလို့ကံပီလက်ဆောင်လေးပါလိုက်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့စိန်ရွှေကြောက်ယရနာတွေကိုဇေတောက်ခါကစားမဲ့တောက်ကြသားသမီးမိတ်ဆွေများအတွက်2025ခုနိုဝင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာမိပါတယ်လူတယောက်ရဲ့ဘဝမှာယာတို့တိုးတယ်လို့ အခြေအနေအဆင့်တန်းနေမြင့်တက်သွားတယ်တို့ဟာလုပ်ငန်းတွေတိုးနိုင်ချက်နိုင်နေအဲ့အငှားလေးကနေအိမ်ပိုင်ဖြစ်သွားပြီကားအစုပ်ကလေးကနေကားအကောင်လေးဖြစ်သွားပြီ ဟာဝင်ဝင်လာတာတွေတိုးတယ်ဆိုတာမျိုးတွေကဒီလိုကိမျိုးမှလာပြီးကြုံရတတ်ပါတယ်ကို့ဘဝရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကြီးကြီးမားမားအောင်မြင်ဖို့အခြေအနေကောင်းပေးတဲ့အချိန်ဖြစ်ပါတယ်နေရင်စရာပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးနော်ကိုစူးစမ်းနေရင်ဖြစ်မယ်လို့ပြောတာကဲအဲ့တော့ကံကြမ္မာရွှေမွေးငွေမွေးကတော့ရွာပြီး တောက်ကြသားသမီးတို့ကိုယ့်ဘက်ကအရမီစူးစားရအောင်ယာဒူးဘွဲ့ဒူးဆူဒူးဂုံဒူးကိစ္စတွေအလုံးကောင်းတယ်နိုင်ငံသားနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေကိုယ့်အတွက်ပဲဖြစ်ဖြစ်မိသားစုတွေအတွက်အတွက်ပဲဖြစ်ဖြစ်အဲ့ဒါတွေအလုံးကောင်းတယ်ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်တွေနောက်အိမ်ဆောင်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်ယာဒူးကိစ္စအလုံးနေရာအိမ်နေရာကိစ္စအဲ့ဒါမျိုးတွေအလုံးကောင်းတယ်ကိုယ့်အတွက်အဆင်ပြေတဲ့အတွက်ဆွေမျိုးသားချင်းမိတ်ဆွေတွေတို့တောင်းကောင်းသောကုညီထောက်ပံ့နိုင်ခြင်းမျိုး ပြုလုပ်နိုင်တတ်ပါတယ်ဗျာကဲဘသူအလုပ်လေးလုပ်ဖို့ရော့ငါအရင်ကြီးထုတ်ပေးမယ်ဘသူပညာရေးကိစ္စရော့ငါကူညီမယ်ဘသူနိုင်ငံခြားကိစ္စရော့ငါစီစဉ်ပေးမယ်စသဖြင့်ကောင်းသောကူညီထောက်ပံ့နိုင်ရင်းနေတောင်ပြုလုပ်နိုင်မယ့်အချိန်ဖြစ်ပါတယ်ကဲအဲ့တော့ပျော်ပျော်ပါပါဝမ်းမတတာစူးစမ်းမယ့်အချိန်တော့ရောက်ပါပြီမှတ်ချက်သားသမီးအောက်လက်ငယ်သားတို့အလုပ်သမားတို့တပိတပန်းတို့နဲ့ပတ်သက်လို့ရေရင်းရေကန်ရေပိုက်နဲ့ပတ်သက်လို့အိမ်မွေးတိရစ္ဆာန်နဲ့ပတ်သက်လို့လည်းနည်းနည်းလေးစိတ်အနှောက်အယှက်ဖြစ်ရတာတယ်တောက်ကြသားသမီးတွေကကံရင်အပံမိုးရဖို့ဆိုရင် အပြာရောင်တို့အဖြူရောင်တို့မြန်မြန်ပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးကြပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုနှင်းစီပန်းကလေးသုံးဝင်ဘာရောင်မဲဖြစ်ဖြစ်နှင်းစီပန်းသုံးဝင်နဲ့ရိုက်ပုတ်ပြီးစုတော့တချို့ကလာသေးတယ်နှင်းစီပန်းဟာတဲ့ဟိုပလတ်စတစ်နှင်းစီပန်းနှင်းစီပန်းအတုရလာတဲ့မေးမရဘူးတော့မရှိဘူးရိုက်ချင်းရိုက်ဈေးရောင်းတော့လေအတုကြီးပဲရောင်းရလိမ့်မယ်အကျွေးရွှေရောင်းရလိမ့်မယ်နော်ကဲအဲ့တော့နှင်းစီပန်းအစ်လေးတော့ရပါတော့ဗျနှင်းစီပန်းသုံးဝင်နဲ့ ရောင်းရင်တဲ့ပြည်စည်းတွေကိုရိုက်ဖို့ပြီဆိုတော့ဒီကာလမှာကို့အတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေက၈ကနန်း၉ကနန်းတွေဖြစ်ပါတယ်အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်အခန်းနံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချင်းအချက်နာရီတွေနေ့ရက်တွေရွေးမယ်ဆိုရင်၈ကနန်း၉ကနန်းတွေကကို့အတွက်အကျိုးထူးကံကောင်းစေပါလိမ့်မယ်တောင်းကြသားသမီးတွေကအရေးကြောင်ချင်းငယ်ရှိတဲ့အခါကံရဲ့အပံမှုရဖို့ဆိုရင်ကော်ဖီနဲ့ကိတ်မုံတွဲဆက်ပြီးတော့လှူဒါန်းတဲ့ကုသိုလ်လေးပြုပါအောင် မြတ်စွာဘုရားမှာပဲလှူလူလူကြီးမိဘဆရာသမားအပေါင်းသမီးဆွေတွေကိုပဲဒါနပြုပြုကော်ဖီနဲ့ကိတ်မွန်အတွဲလိုက်လေနေ့တိုင်းမဟုတ်ရင်တောင်းမှပဲဟာဒီနေ့အရေးကြီးကိစ္စရှိတဲ့ဟေ့ဆိုတဲ့နေ့မျိုးမှာအဲ့ဒါလေးလှူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကံရင်အပမှုရရှိကြပါစေခင်ဗျာမိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ